ဈေးတွေရောင်းစားလိုက်ဈေးတွေပဲဒီလိုဒုက္ခခံရောင်းစားနေရပေါ့။ဒီများစက်တို့ဆွဲလိုက်ပြုတ်လိုက်နေပေါ့။အစင်မပြေဘူးပေါ့လေဒုက္ခတွေရောက်ကြရတယ်။အိမ်ချက်တော့ပိုဆိုးတာပေါ့။ပိုဆိုးတော့နေတော့အနေထိုင်နေဒုက္ခရောက်တယ်။အဲ့ဒါအကုန်ဒုက္ခရောက်တော့ငွေကြီးစားမှုတောင်းမှုအကုန်ဒုက္ခတွေရောက်ကြတာပေါ့။ဆိုသူများအိမ်ရောက်မှနေရတာပေါ့။အိမ်ချက်လိုက်တော့နေတဲ့နေရာမှမရှိအဲ့လိုဖြစ်နေတယ်။ ဒီမိရထား project စီမံကိန်းထဲမှာကျွန်တော်တို့ဒီအဆောက်အုံဓမာယုံအဆောက်အုံတွေကအဲစီမံကိန်းနယ်မြေနယ်မလုပ်ဘူးလို့ဟိုမိရထားဝန်ထမ်းကပြောပါတယ်အဲ့တော့ဒီမလုပ်ကိန်းတဲ့အတွက်ဒီစီမံကိန်းထဲမှာပါဝါတဲ့အတွက်ဒီနေရာလေးအတွက်ကိုဘယ်လိုများလုပ်ပေးမလဲဆိုရင်ကျွန်တော်သိကြပါတယ်ဒီဘက်အနေနဲ့ပြောရရင်တော့ဒီမိသားစုတစုလုံးကဒီစီးပွားရေးမှာမိခိုးနေတယ်ဆိုတော့ခက်ခဲရရှိရပါဘူးเนาะဒီဇလေးနေ့တွင်မှာဥရောပဒီဇိုင်းလေးမှာ အလူသား၃ယောက်သား၂ယောက်အလုံးပေါင်း၅ယောက်ကိုဦးနေသူ၆ယောက်ဒီမိခိုးပြီးတော့ဒီစာလင်းနဲ့အသိဝန်းချောင်းပြုနေတာပါဝန်ကြီးဌာနတော့ခုတိတိကျကျတော့မပြောသေးဘူးပေါ့နော်ဖယ်ရမယ်လို့တော့2015မှာတော့သူတို့ဒီစီမံကိန်းတော့စမယ်လို့တော့ပြောတယ်ဝန်ထမ်းတွေကိုတော့သူတို့အစ်မြင့်တဲ့နေရာပေါ်ဝန်ထမ်းအိမ်ပြန်လဲတောင်းထားတယ်လို့တော့ကြားရပါတယ်ဒါပေမဲ့အခုချိန်ခါမှာတော့ဝန်ထမ်းလာစာတွေနဲ့ဆိုတော့ဘယ်လိုမှမလောက်လာဘူးလေ အဲလက်လုံလက်စားပဲလုပ်နေရတာပေါ့လာနဲ့အဝတ်လေးလေးဖွတ်စားနေရတာပဲမိသားစုတွေကတော့ရှေ့ရအောင်ရှိတာပေါ့ဒီဝန်ထမ်းလာတာမလောက်တော့တော့အန်တီတို့ကတော့ပဲလက်လုံလက်စားပဲကြုံပါလေးအလုပ်ပဲလုပ်စားနေရတာကလေးတွေကတော့အကုန်လုံးမိသားစုတွေကတော့အလုပ်ကနှစ်ယောက်တည်းရှိတာပါကျွန်တော်တို့နင်းလာတဲ့အပိုင်းလေးတွေကိုသူတို့ပြန်ပြီးတော့ကြည့်ရှုမယ်ဆိုလို့ရှင်တော့ကျွန်တော်တို့အတွက်ကတော့ဝမ်းသာစရာပေါ့ဒီအိုင်းဖယ်ခိုင်းမယ်ဆိုလို့ရှင်လည်း ထည့်ပေးရမှာပဲလေကိုကြီးတော့ကွာဒီနေရာဖြတ်သွားပြီဆိုရင်လည်းအစားလေးတော့ပြန်ရချင်တာပေါ့ဘာလို့ဆိုတော့ရံမျိုးအတိုင်းတာနဲ့ဒီလိုနေရာမျိုးမှာဈေးတုံတောင်းနဲ့ရဖို့ဆိုတော့မလွယ်ဘူးလေအစားလေးတော့ပြန်လို့ချင်တာပေါ့ဘာလို့လဲဆိုတော့ကိုကြီးတော့နောက်မှာကိုကြီးတော့မိခိုနေတဲ့မိသားစု၄-၅ရောက်ရှိတယ်ဆိုတော့ဒီဝင်ငွေလေးနဲ့ကိုကြီးတော့ရက်တည်နေတာလေ ဒီဝင်ငွေငွေကိုရဖို့အတွက်ကိုကြီးတို့ကအလုပ်လုပ်ဖို့နေရာလိုတယ်လေနေရာရှိမှလည်းအလုပ်ဆိုတာရမှလေလို့အလုပ်ရှိမှလည်းကိုကြီးတို့ကဝင်ငွေရှိမှလေဝင်ငွေရှိမှလည်းကိုကြီးတို့ကဒီမိသားစုကိုစာဝတ်နေရေးအတွက်အဆင်ပြေအောင်လုပ်ပေးနိုင်ပါလေကျောင်းရွှေ့မယ်ဆိုကလေးတွေပညာရေးတော့နည်းနည်းတော့အခက်ခဲတော့ရှိတာပေါ့နော်ကျန်တဲ့နေရာနေရာအသစ်ကိုပြောင်းရွှေ့ရမယ်ဆိုတော့ကလေးတွေအတွက်ပေါ့အကြောင်းလို့ဘာလို့တော့အခက်ခဲလေးတော့ရှိမယ်လို့တော့ထင်တာပဲကလေးလောက်သားတွေရတယ်ဆိုတော့ဒီလောက်မှ တရောက်မှာ9,000 6,000ပဲရတယ်ဆိုတော့ဘလုံးမလောက်ကန်စားလို့မရဘူးလေ9,000 6,000နဲ့ဆိုတော့အန်တီလည်းအဲ့လက်လုံးလက်စားလေးဒီစားလေးလုံးတို့လည်းလောက်ကန်စားနေရတော့ဒါပေမဲ့လူကြီးတွေကပြောင်းဆွေးပြီးနေနေရကြတော့လည်းသွားမှာပေါ့လေကိုရောက်တော့လည်းအဖက်ခက်ရှိတော့လည်းအဖက်ခက်ရှိသူတို့ပဲကြုံကလောက်ကန်စားရမှာပဲအန်တီတို့ကတော့